မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးနိုင်ငံတော်စီလုံးညီညွတ်ရေးအချုပ်ချာအာဏာနေမြေတည်တဲ့ခိုင်မြဲရေးနဲ့မြန်မာရဲ့ကိုယ်ပိုင်အခြေအနေနဲ့ကိုက်ညီတဲ့ဖွံ့ဖြိုးရေးလမ်းကြောင်းရွေးချယ်တာကိုထောက်ခံတယ်လို့မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံကတန်မှုကြီးကပြောပါရယ်မလ20ရက်ကရခိုင်မြို့မှာရှိတဲ့ Wonder Grand Hotel မှာပြုလုပ်တဲ့တရုတ်မြန်မာမီဒီယာတွေ့ဆုံပွဲမှာတန်မှုကြီးကတရုတ်နိုင်ငံရဲ့2 session အစည်းအဝေးအကြောင်းဆွေးနွေးရမှာအခုလိုထည့်သွင်းပြောကြားတာပါ တရုတ်တံမှုကြီးကအွန်လိုင်းလောင်းကစားနဲ့အွန်လိုင်းလေလံမှုတွေကိုတိုက်ဖျက်ရေးနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံကပြည်သူအထွတ်အထိပ်အတွက်ရေးကိုလက်ကင်ထားပြီးကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ပြည်သူတွေအထွတ်မိခင်နိုင်ငံရဲ့စောင့်ရှောက်မှုကိုအမြဲရရှိစေလိုတဲ့ရည်ရွယ်ချက်ရှိကြောင်းအွန်လိုင်းလောင်းကစားနဲ့အွန်လိုင်းလေလံမှုတွေကပြည်သူတွေစိုးရိမ်ပူပန်ရတဲ့အရေးကြီးကိစ္စရဲ့ဖြစ်တယ်လို့လက်လွတ်လို့မရတဲ့အရေးပါတဲ့ကိစ္စလည်းဖြစ်ကြောင်း လွန်ခဲ့တဲ့ကာလတစ်ခုအတွင်းတရုတ်နိုင်ငံကမြန်မာထိုင်းစတဲ့အင်းကြီးနိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်ပြီးနေဆက်ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်မှုတွေကိုထိရောက်စွာဆောင်ရွက်ခဲ့ကြတယ်။ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ online လိမ်လည်မှုစခန်းတွေမှာပိတ်မိနေတဲ့ပြည်သူတွေကိုကယ်တင်မှုနဲ့လိမ်လည်မှုတွေမှာပါဝင်ခဲ့တဲ့တန်ရရှိသူတွေကိုပြည်နယ်လွှဲပြောင်းမှုဆောင်ရွက်ခဲ့ပြီးတည်တာထင်ရှားတဲ့အောင်မြင်မှုတွေရရှိခဲ့ကြောင်းမိမိတို့ကမြန်မာနိုင်ငံကိုအသိအမှတ်ပြုတာနဲ့ချီးကျူးဂုဏ်ပြုတာတွေပြုလုပ်ပြီး online လိမ်လည်မှုရဲ့ဆိုးရွားတဲ့အစိတ်အတော့ကိုအပီးတိုင်ဖယ်ရှားပြီးဒေသခံပြည်သူတွေရဲ့ဘဝနဲ့ပြည်စည်းဥစ္စာလုံခြုံမှုကိုကာကွယ်ဆောင်ရှောက်ပြီးဒေသရင်းနိုင်ငံတွေရဲ့ပုံမှန်ဆက်ဆံရေးကိုထိန်းသိမ်းမှုအတွက်ဆက်လက်ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်းပြောပါရစေ။ တရုတ်နိုင်ငံနဲ့မြန်မာနိုင်ငံဟာတောတောင်ရေမြေချင်းဆက်ဆက်ပြီးဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနှဆိုင်လှကြောင်းနှစ်နိုင်ငံကြားမိဖက်ဆက်ဆံရေးကနိုင်ငံတကာအခက်အခဲတွေကိုကြုံလွားပြီးတည်ငြိမ်စွာတိုးတက်လျက်ရှိကနိုင်ငံကြီးငယ်များကြားထန်းသူညီများစွာဆက်ဆံခြင်းနဲ့အပြန်အလှန်ကူညီခြင်းတို့ရဲ့စံနမူနာကိုထူထောင်နိုင်ခဲ့ပါတယ်။တရုတ်နိုင်ငံကမြန်မာနိုင်ငံရဲ့လွတ်လပ်ရေးနိုင်ငံတော်စည်းလုံးညီညွတ်ရေးအချုပ်အခြာအာဏာနဲ့နေမြေတည်တဲ့ခိုင်မြေရေးကိုလေးစားထောက်ခံပါတယ်။ မြန်မာနိုင်ငံရဲ့ကိုယ်ပိုင်အခြေအနေနဲ့ကိုက်ညီတဲ့ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းရွေးချယ်ခြင်းကိုထောက်ခံပါတယ်။ပျော်ရွှင်ငြိမ်းချမ်းတဲ့လူနေမှုဘဝရရှိရေးအတွက်မြန်မာပြည်သူတွေရဲ့ကြိုးပမ်းအားထုတ်မှုကိုအားပေးထောက်ခံပါတယ်။တရုတ်နိုင်ငံကမြန်မာနိုင်ငံအပေါင်းအင်းကြီးချင်းနိုင်ငံတွေနဲ့ဦးစားပေးပြီးဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းတွေကိုမျှဝေမှုနဲ့လှပတဲ့စာရင်ကိုအတူတကွတည်ဆောက်ဖို့ဆန္ဒရှိပါတယ်။မနစ်ခရဲကတရုတ်မြန်မာဘက်ဆုံမဟာဗျူဟာမြပိုးပေါင်းဆောင်ရွက်မှုမိဖက်ဆက်ဆံရေးကပုံမိုကျပြန့်လာပြီးပုံမိုနယ်ဆိုင်တဲ့အဆင့်ကိုရောက်ရှိခဲ့က A2 ပိုးမြအတိုင်းဝ ဝန်တည်ဆောက်မှုမှာကျင်းနှံ့ဖွယ်ရာရလက်အစ်စ်တွေရရှိခဲ့ပါတယ်လို့တန်မှုကြီးကပြောပါတယ်